အာဒီမှာကျွန်တော်တို့နေဦးပေါ့ဒါမှမဟုတ်ပါလဲဆိုအခုချိန်အထိအေးနေတော့ဆိုတော့ကျွန်တော်ဒီနေ့မျှော်တောင်းမဲ့အုံလုံးလေးကအာအရင်လဲတုံးလို့ကောင်းတယ်ဟောတူတူတူကလေးနဲ့နော်အုံလုံးဝင်တဲ့အုံလုံးလေးဖြစ်ပါတယ်ကျွန်တော်မြန်မာမှာရှိပါတယ်ဒီအုံလုံးလေးပြောတာဟောမဖြစ်စလောက်ကလေးမဆုမပို့လေးအဲ့ဒီစကလုံးလေးကိုဒီမှာတို့တုံးကြတယ်အာပတ်စံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပေးမယ်နော်ကိုကဘာဖြစ်လဲဆိုတော့ပြန်ပြီးတော့ n ဖြစ်တဲ့ဥစ္စာကိုလည်း သုံးကြတယ်ဆိုတော့ they paid me next to nothing for that job or ဒီအလုပ်အတွက်သူတို့ငါ့ကိုမစိုးမပိုလေးပဲပတ်စံပေးတယ် um i work all week but i end next to nothing ငါတပတ်လုံးကအလုပ်လုပ်ထားတောင်မှပဲငါရတာလေးရမစွမပူလေးပါလား ောက်တစ်ခုကပါလဲဆိုတော့ get နဲ့လည်းသုံးတယ်ရတာပေါ့နော် I work hard but I get next to nothing in return ငါအလုပ်ကိုအရန်ကျူဆဆအလုပ်လုပ်တယ်ဒါမှလည်းပြန်ရတဲ့ဥစ္စာကဘာမှမဟုတ်ပါလားမဆုမပူလေးပါလား um နောက်တစ်ခုက um တော့အလုံးလစိုက်ထုတ်ပြီးတော့လောက်တာပေါ့နော်လုံးလစိုက်ထုတ်ပြီးတော့ do ပေါ့နော်ဆိုတော့ the government did next to nothing. To have people suffering from the earthquake. ဒီငလင်းဘေးတင်နေတဲ့လူတွေကိုအကူအညီဆိုလို့ဘာမှမမဲရရမပေးဘူးဒီအစိုးရနော်ဟိုဟိုမဖြစ်စလောက်ကလေးအကူအညီလေးပဲပေးတယ်ပေါ့ next to nothing နောက်တစ်ခုကပါလဲဆိုတော့ဒီကျွန်တော် support help provide เนาะထောက်ပံ့ပေးတာ ਨੇ လဲပတ်သက်ပြီးတော့သုံးတယ် so the government provide next to nothing in aid ဒီအကူအညီဆိုလို့အစိုးရကမဲမဲရရမပေးဘူးပေါ့เนาะမဖြစ်စလောက်အကူအညီလေးပဲပေးတယ်မစိုးမပုတ်အကူအညီလေးပဲပေးတယ်လို့ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကပါလဲဆိုတော့အသိဉာဏ် knowledge နဲ့ပတ်သက်ပြီးတော့သိတာလူတယောက်ကသိတဲ့အကြောင်းအရာဟာမဖြစ်စလောက်ကလေးသိတယ်မစိုးမပုတ်လေးသိတယ်အဲ့ညာမှာလည်းသုံးပါတယ် he knows next to nothing about cards မကားနဲ့ပတ်သက်ပြီးတော့ तू ဘာမှမမေ့ရမသိပါဘူးမစွမပို့လောက်ကလေးပဲ तू သိတာပါဒီနေရာမှာ next to nothing ဟာကျွန်တော်အပြူသဘောစောင့်တဲ့နေရာမှာမသုံးရပါဘူးအပြူသဘော မဆောင်တဲ့ negative idea တွေအတွက်ပဲသုံးပါတယ်ဒီလိုဆိုရင် next to nothing ဟာဘလို့ချင်းဒီမှာသုံးနေဆိုတာသဘောပေါက်မယ်လို့ကျွန်တော်ယူဆပါတယ်နောက်ဗီဒီယိုမှာတွေ့မယ် next to nothing သုံးပြောင်းသုံးလိုက်ပါ Bye bye. Please subscribe my YouTube channel. Thank you.